လောင်ကစားဘဝအောင်မြင်ရေးအတွက်ချောင်ရှားရမည်နောက်တစ်ခုကလောင်ကစားပါ လောင်ကစားနဲ့တထေးဖြစ်သွားတဲ့စတာမရှိပါဘူးလောင်ကစားမှာတိုင်လောက်တဲ့သူတွေသာချမ်းသာသွားတယ်အဲ့ဒီလိုပြောလို့တိုင်လောက်ရမယ်လို့မဆိုလိုပါဘူးသူတပါမျက်ရည်ကျမှငွေရတဲ့အလုပ်မျိုး သူတပါမိသားစု ပြည့်စည်စေနိုင်တဲ့အလုပ်မျိုးကို လုံးဝမလုပ်သင့်ဘူး နှလုံးထီသုံးလုံးထီပေါ့ပြီးနိုင်ငံကျော်တထေးဖြစ်သွားတဲ့ဆိုတာမရှိဘူးနှလုံးထီသုံးလုံးထီကြောင့်အကျွေးတွေဝိုင်းဝိုင်းလည်နေတဲ့ဆိုတာပဲတွေ့ဘူးကြားဘူးပါတယ်လောင်းကစားကြောင့်ရလာတဲ့ငွေဟာလည်းလက်ထဲမှာကြာကြာမခံဘူးလွယ်လွယ်နဲ့ရတဲ့ငွေဟာ လွယ်လွယ်နဲ့ပဲပြန်လဲထွက်ခွာသွားတယ် တံပိုးထားရမှန်တံပိုးထားရကောင်းမှမသိကြဘူးရိုးရိုးသားသားကိုကိုပိုင် လုံးလဝရိယနဲ့စာဖွေလို့ရတဲ့စီဝါချမ်းသာကိုပဲစာရေးသူတံပိုးထားတယ်မိမဖြတ်တော့ကြည်ပြစကပုံတော်ချစ်သေးတယ်မိမဖြတ်တော့ကြည်ပြတဲ့မိမကိစ္စနဲ့ပြည့်စည်သွားသူတွေလောကမှာ အများအပြားပါ အထူးသဖြင့်ယောက်ျားလေးတွေဒီကိစ္စကိုချောင်ကျင်ရမှာဖြစ်တယ်အမျိုးသားတယောက်ဟာအောင်မြင်တဲ့ဆိုရင်မိန်းကလေးတွေဝမ်းဝမ်းလဲလာတတ်တယ် sorry အမျိုးသားတယောက်အောင်မြင်လာတယ်ဆိုရင်မိန်းကလေးတွေဝမ်းဝမ်းလဲလာတတ်တယ်အချို့တွေကအောင်မြင်လာတဲ့အခါအောက်ချစ်လူကြီး ထင်ရလောက်တတ်ကြတယ် တီလတမာရီတွေပြက်ပြားတက်ကြတဲ့ကိုကျင်တရားအောင်မြင်ဖို့အတွက်ကိုကျင်တရားဆိုတာအခြေခံဖောင်ဒေးရှင်းဖြစ်တဲ့အထက်မြင်အထက်မြင်မိုးမြော်တိုက်တွေတည်ဆောက်တဲ့အခါဖောင်ဒေးရှင်းကိုနက်နက်တူပြီးကွန်ကရစ်ဖိုးပိုင်များနဲ့ခိုင်လုံစွာတည်ဆောက်ရတဲ့ဖောင်ဒေးရှင်းမကန်ခဲ့ရင်အဲ့ဒီအဆောက်အအုံဟာကျိုကြမှာပဲ။ ဒီလိုပါပဲဘဝမှာအောင်မြင်မှုဆိုတဲ့အဆောက်အအုံကို ကိုကျင်တရားဆိုတဲ့ foundation မှာတည်ဆောက်ရတယ်။အောင်မြင်မှုကိုမြင့်မြတ်မာမာရကြခြင်းကိုကျင်တရား foundation ဟာခံခံဖို့လိုတယ်။ကိုကျင်တရား foundation မခံခံရင်အောင်မြင်မှုဟာလည်းရည်စီတည်တတ်မှာမဟုတ်ဘူး။လမ်းတဝက်မှာတင်ကြိုကြသွားလိမ့်မယ်။စီးပွားရေးလောက အာကစားလောက အနုပညာလောကနယ်ပယ်အသီးသီးမှာအောင်မြင်မှု အနည်းငယ်ရလာတဲ့အခါ လောင်းကစားအရက်မွေးရစေဝါမိမကိစ္စနဲ့တခုခုနဲ့နာမည်ပြပြီးကြောက်ွယ်သွားတတ်တာတွေတည်င်းတွေထဲမှာလဲဖတ်ဘူးမှာစစ်တယ်ဘဝမှာလဲကြုံဘူးမှာစစ်တယ်မကောင်းတဲ့ပိစတွေဆောင်းကျင်တဲ့အခါ မိမိရဲ့ခန္ဓာကိုယ်မှာစွမ်းအားတက်တည်တွေပြည်လာတဲ့ရုပ်ရုပ်စွမ်းအားအပြည့်နဲ့မိမိစမ်းမှတ်ထားတဲ့ပန်းတိုင်တွေကိုလင်းလင်းမြန်းမြန်းစီတက်သွားနိုင်တယ်ရုပ်စွမ်းအားမှမရှိရင်လမ်းတစ်ဝက်မှာလက်ချော့အရှုံးပေးရလိမ့်မယ်ဘဝရဲ့ဇီမံချက်ပန်းတိုင်တွေစီအရောက်သွားနိုင်ဖို့ရုပ်စွမ်းအားတွေရှိဖို့လိုတယ်စိတ် ဇိုးစွမ်းအားရှိဖို့အတွက်မကောင်းတဲ့အရာတွေကိုအကုန်ဆောင်ပါ နေမင်းတို့မြန်မြန်ဆန်ဆန်အောင်မြင်ခြင်းရန်ဇိုးစွမ်းအားတွေတင်မဇိုးစွမ်းအားတွေတင်မကဘူးစိတ်စွမ်းအားတွေပါပြေဝနေဖို့လိုတဲ့စိတ်စွမ်းအားတွေစတာပါလဲရှင်းပြပါမယ်စိတ်ဤစိတ်စွမ်းအားဤရေးပါပုံကဘာကျော်သိပ္ပံပညာရှင်အိုင်းစတိုင်က ဒီလိုပြောခဲ့တဲ့ရွေးနွေးငွေတအားလျှက်စစ်တအားနျူကလ িয়ার စွမ်းအားတို့ထက်ပုံမှုအစွမ်းတက်တဲ့အားကောင်းတဲ့စွမ်းအားတစ်ခုရှိတယ်အဲ့ဒါကစိတ်စွမ်းအားလို့ခေါ်တယ်လူတွေသုံးဆွဲကြတဲ့ပစ္စည်းတိုင်းဟာ လူတွေရဲ့စိတ်ကူးစိတ်တန်းတွေကနေဖော်ဖွာလာတာဖြစ်ပါတယ်ဝိတ် ဝင့်နေတဲ့အင်းကြီးအဝက်စားတွေသုံးစားသုံးနေတဲ့အစားအသောက်တွေသုံးဆွဲနေတဲ့ကွန်ပျူတာတွေဖုန်းတွေမျိုးမိုးမျော်တိုက်ကြီးတွေလေယာဉ်ပြန်တွေကားတွေလူကားတွေဟာ လူတွေရဲ့စိတ်ကူးစိတ်တန်းတွေကတစ်ဆင့်ပေါ်ဖွာလာခြင်းဖြစ်တဲ့ဗုဒ္ဓမြတ်စွာဘုရားကလည်းစိတ်တေနာ မြစ်တေယလောကစိတ်တေလောကကိုဆောင်ယူအပ်ဤဆို၏ခရိယံစကျမ်းစာထဲမှာလည်းနှလုံးသားထဲမှာဖြစ်တဲ့အသွေးအကြံတိုင်းသင်ဖြစ်လိမ့်မယ်ဆိုပြီးသိသားထားတယ်ဒီလိုပဲအခြားဘာသာမှာလည်းစိတ်ရဲ့ဆောင်းအားကြီးပုံကိုသိသားထားတယ်စိတ်အသွေးပေါင်း၃000ကျော်လူတစ်ယောက်ဟာ တရက်ကို စိတ်အတွေးပေါင်း3000ကျော်ဖြစ်တယ်လို့အနောက်နိုင်ငံကပညာရှင်တွေကဆိုတယ်မှတ်ချက်အစုပညာရှင်တွေကလည်း9000ကျော်ဖြစ်တယ်လို့ဆိုတယ်အဲ့ဒီအတွေးပေါင်း3000ကျော်ကို ကောင်းတဲ့အတွေး positive thought နဲ့မကောင်းတဲ့အတွေး negative thought ဆိုပြီးခွဲတန်းချ စရဲစစ်ကြည့်ရင်မကောင်းတဲ့အတွေ့ဟာ ပုံများတာကို တွေ့ရတယ်ဘယ်လိုမကောင်းတဲ့အတွေ့တွေလဲစိုးရိမ်ပူပန်မှုတွေကြောက်ရွံ့မှုတွေမနာလိုမှုတွေဒေါသထွက်မှုတွေမုန်းတီးမှုတွေစိတ်အလိုမကျမှုတွေဝမ်းနည်းမှုတွေစိတ်ဓာတ်ကျမှုတွေကိုယ်ကိုယ်ကိုတဏှာဖြစ်မှုတွေစိတ်အားငယ်မှုတွေကိုယ်ကိုယ်ကို အပြစ်ရှိတယ်လို့ခံစားရမှုတွေအဲ့ဒီမကောင်းတဲ့အသွေးတွေဟာကောင်းတဲ့အသွေးတွေထက်ပိုပြီးဖြစ်လက်ရှိတယ်မကောင်းတဲ့အသွေးတွေဖြစ်တိုင်းအဲ့ဒီလူမှာစိတ်စွမ်းအားတွေကျော့သွားတယ်လူတယောက်ရဲ့ခန္ဓာကိုယ်မှာစွမ်းအားအကြီးမားဆုံးဟာစိတ်အသွေးတွေဖြစ်တယ်အဲ့ဒီစိတ်စွမ်းအားတွေတတိတွေကို လူတော်တော်များများဟာမကောင်းတဲ့အသွေးတွေ တွေးခြင်းနဲ့ပြုံးပြီးတစ်တက်ကြတဲ့လူငယ်နှစ်ယောက်ရဲ့တွေးပေါ်လူတွေဟာ မကြာခဏဖြစ်နေရှိတဲ့မနာလိုမှုကိုနမူနာပြောပြပါမယ်လူငယ်နှစ်ယောက် ရက်ကွက်ထဲကလမ်းဘေးလဖက်ရည်ဆိုင်မှာထိုင်နေတဲ့ဆိုပါသောအဲ့ဒီအတိုင်းအဲ့ဒီအချိန်မှာပဲလဖက်ရည်ဆိုင်ရှိကနေကားအကောင်စားကြီးတစ်စီးဖြတ်သွားတယ် ကားပေါ်ကလူကိုကြည့်လိုက်တော့အရင်တုန်းကရက်ွက်ထဲမှာစင်စင်ရဲရဲနေခဲ့ရတဲ့လူအခုတော့ကြီးပွားကအကောင်းစားကားကြီးစီးလို့လူငယ်နှစ်ဦးမှာတဦးကဒီလိုအတွေ့မျိုးတွေ့ဖြစ်တယ်ဒီလူမှောင်ကိုကူးလို့များချမ်းသာသွားတာလားလူကုံကူးလို့ပဲလားဘင်းကုံကူးလို့ပဲလားချဲတိုင်းလှုပ်လို့ပဲလားဒီ ဒီကောင်လိုအထင်ကြီးစရာ မရှိပါဘူးကြီးပွားလဲခဏပါပဲနောက်လူငယ်တဦးကတော့ဒီလိုအတွေးမျိုးဖြစ်တယ်ဒီလူငန်းငန်းဆန်းဆန်းကြီးပွားချမ်းသာသွားတာတော်လိုက်တာဘယ်လိုမျိုးကြီးပွားသွားတယ်ဆိုတာသွားမေးပြီးသူ့ခြေကနီလန်းကောင်းတွေယူအောင်မှာငါလဲသူ့လိုစူးစမ်းမယ်ဆိုရင်ကြီးပွားနိုင်တယ် အဲ့ဒီလူငယ်နှစ်ဦးမှာပထမတဦးတွေးပုံကမနာလိုမှုတွေပါပြီးမကောင်းတဲ့အတွေ့ဖြစ်တယ်ဒုတိယလူငယ်ရဲ့အတွေ့ကတော့ငါလဲသူ့လိုကြိုးစားရင်အောင်မြင်နိုင်တယ်ဆိုတဲ့ကောင်းတဲ့အတွေ့ဖြစ်တယ်အဲ့ဒီလိုတွေးပုံလေးတွေ꽌ပြားသွားတာဟာလူတစ်ယောက်ရဲ့အောင်မြင်မှုမအောင်မြင်မှုအပေါ်မှာအများကြီးတက်ရောက်မှုရှိတယ် သူတပားရဲ့အောင်မြင်မှုကို အားကြပြီးစူးစားလို့စိတ်ဖြစ်တာဟာကောင်းတဲ့အတွေ့အကြုံစိတ်ဆွမ်းအားကိုတိုးပွားစေတဲ့စိတ်တနမိမိရဲ့တေလောကစိတ်ဒီလောကကြီးကိုဆောင်ယူအပ်၏ဟုဆိုထားတဲ့စိတ်ရဲ့အစွမ်းနဲ့အောင်မြင်မှုပန်းတိုင်တွေစီအရောက်လှမ်းလို့ရတဲ့မိမင်းတို့ စိတ်သက်တနေခြင်းပြန်ဆွဲတင်လာဘဝဆိုတာပျော်ရွှင်မှုတွေအောင်မြင်မှုတွေနဲ့ပဲပြည့်နေနေတာမဟုတ်ပါဘူးတခါတရံဝမ်းနည်းစရာတွေစိတ်ညစ်စရာတွေအစမပြေမှုတွေအများအပြားကြုံတွေ့ရတတ်တယ်အဲ့ဒီလိုကြုံတွေ့တဲ့အခါမှာစိတ်သက်ကြမှုတွေအားငယ်မှုတွေဖြစ်ပေါ်လေရှိတယ်အဲ့ဒီလို စိတ်သက်ကြတာ စိတ်ပြက်တာဟာလူတိုင်းမှာဖြစ်တယ်စာရေးသူကိုယ်တိုင်လည်းဖြစ်တယ်စာစိတ်တက်မကြဘူးတဲ့သူအားငယ်စိတ်မဖြစ်ဘူးတဲ့သူ မရှိပါဘူးအ ਨੇ နဲ့အများ အချိန်တူအချိန်ချေတာကွာသွားတယ်ဘန်းစကားနဲ့ပြောမယ်ဆိုရင်လူတိုင်းလူတိုင်းဟာတစ်ချိန်ချိန်မှာစိတ်တက်ကြဘူးကြတယ်စိတ်တက်လုံးဝမကြ မကြရဘူးလို့မပြောလို့ပါဘူးစိတ်ဓာတ်ကြသွားရင်မြန်မြန်ဆွဲတင်ဖို့လိုတယ်ကိုချောက်ရမဲ့လမ်းကိုယုံကြည်မှု အပြည့်နဲ့ဆက်ဆောင်နေဖို့လိုတယ်အခက်အခဲတွေတွေ့လို့စိတ်ဓာတ်ကြရင်စိတ်အားငယ်ရင်ဘာမှလှုပ်ရှင်ကန်ကျင်စိတ်မရှိတော့ဘူးစံဝေးဝဲကြလို့ဈေးစားနဲ့ပွဲလို့စီးပွားရေးချုံနေလို့ ဒီလိုအခက်အခဲတွေတွေ့လာတဲ့အခါလူတွေဟာ စိတ်သက်ကြသွားတတ်တယ်။အဲဒီအချိန်မှာ ကိုယ်စိတ်သက်ကို အမြန်ပြန်ဆွဲတင်ဖို့လိုတယ်။ပြန်ဆွဲမတင်ရင်လမ်းမကိုလျှောက်သွားတတ်တယ်။စိတ်သက်ကြလို့အရက်တော့တယ်။မူရစ်စေဝါတုံးဆွဲတယ်။မကောင်းတာတွေလုပ်တယ်။နောက်ဆုံးကိုယ်ကိုယ်ကိုယ်ပါတတ်တယ်။ဓာတ်တွေဟာ မကောင်းတဲ့စိတ်ဆွမ်းအားရဲ့ အကျိုးတက်ရမှုတွေဖြစ်တဲ့ဘဝမှာမျက်ရည်ကျစရာတွေကြုံခဲ့ရင်မျက်ရည်တော့ပြီးဆက်ချောက်ပါလဲကျသွားရင်ဖုန်ခါပြီးပြန်ထပါ ဆုံးရှုံးသွားရင်အဲ့ဒီဆုံးရှုံးမှုကသင်္ကန်းစာယူပြီးနောက်တစ်ကြိမ်ပြန်စူးစားပါနောက်ကျောကိုဓာတ်နဲ့ထိုးခံရရင်ဒဏ်ရာကိုဆေးထက်ပြီး ဒါနဲ့ထိုးသွားသူကိုပြုံးပြပြီး ပြောလိုက်ပါငါမသေးသေးဘူးလို့နေမင်းသူအနောက်တိုင်းစကပုံက အနောက်တိုင်းကစကပုံလေးတစ်ခုရှိတယ်အတိတ်ပဲကတော့တင့်ကိုသိအောင်မတတ်နိုင်တဲ့အရာကတင့်ကိုပို့ပြီးတမ်းမာစေတဲ့တဲ့ဘဝမှာမသေးမချင်းလက်မချော့အရှုံးမပေးတဲ့ရွေ့ကြိုးစားွက်ရှိတယ် အောင်မြင်ဖို့အခွင့်အရေးတွေရှိတယ်ဥပမာတစ်ခုပြောပြပါမယ်လူတယောက်ဟာမနဲ့မိုးလင်းလို့အဲ့ရထတာနဲ့တပြိုင်နက်စိုးရိမ်ပူပန်စိတ်တွေပြည့်နေတယ်ငါဒီနေ့လောက်ရမဲ့ကိစ္စတွေအစဉ်ပြေမှပြေပါမလားကော်မတီလူကြီးတွေစိတ်မှာအစီရင်ခံစာတင်ပြရင်အထစ်ထအငေါငေါတွေဖြစ်နေမလားဒီလိုစိုးရိမ်ပူပန်နေရင် လောစရာရှိတာတွေကိုမြန်မြန်ဆန်ဆန်တွတ်တွတ်လက်လက်မလုံးနိုင်တော့ဘူးစိုးရိမ်ပူပန်နေတဲ့အတွက်လဲအလွဲလွဲအစော်စော်တွေဖြစ်တတ်တယ်ဒါမှမဟုတ်ပဲအရာထတဲ့အချိန်မှာပေါင်းတဲ့စိတ်အသွေးတွေဖြစ်တယ်ငါဒီနေ့လောက်ရမဲ့ပိစကောကောင်းကောင်းအကောင်းဆုံးဖြစ်အောင်လုပ်မယ် ကုံလေးလူကြီးတွေအချိန်မှာအစီရင်ခံစားတင်ပြတယ်ဆိုတာငါ့ရဲ့အစွမ်းတက်တီတွေကိုပေါ်ပြခွင့်ရတာငါ့အတွက်မတိုးတိုးတက်မှုလမ်းကြောင်းငါအကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ဒီလိုဒီလိုမျိုး စိတ်သက်ခွန်အားချစ်စိမ့်မအတွေးတွေဖြစ်ရင်အဲ့ဒီလူဟာအလုပ်တွေပို့ပြီးလုပ်နိုင်တယ်ဘဝမှာပို့ပြီးအောင်မြင်တယ် စိတ်တက်စွမ်းအားတိုးပွားအောင်ပြုစုပြောထောင်လေလူအများစုဟာစိတ်တက်စွမ်းအားတွေတိုးပွားအောင်မလုပ်ကြဘဲစိတ်တက်ခွန်အားတွေကိုဘဝအောင်မြင်ရေးအတွက်အတုံးမချတတ်ဘဲစိတ်တက်စွမ်းအားဆိုတာတိုးပွားလာအောင်ပြုစုပြောထောင်လို့ရတဲ့ဘယ်သူမှငွေဘွားငွေဖွားကလေးကအစွမ်းအစတွေပါလာတာမဟုတ်ဘူး တည်ယူခြင်းလေ့ကျင့်ခြင်းနဲ့အစွမ်းအစတွေဟာတချီချီတိုးတက်လာတဲ့စိတ်စွမ်းအားစွတာပါလေဒီအတိုင်းပါပဲဘယ်အရာတွေက စိတ်ဓာတ်စွမ်းအားကိုကြောကြစေသလဲအဲ့ဒီအရာတွေကိုစောင့်ကြည့်မယ်ဘယ်အရာတွေကတော့စိတ်ဓာတ်စွမ်းအားကိုတိုးပွားစေလဲအဲ့ဒီအရာတွေပုံများများကျင့်သုံးမယ်ဆိုရင် အဲ့ဒီလူဟာအောင်မြေးလမ်းကြောင်းမှာမြန်မြန်ဆန်ဆန်နဲ့ကိုယ်သွားကျင်တဲ့စိတ်စိတ်တက်စွမ်းအားတွေတိုးပွားလာအောင်ဘယ်လိုပြုစုပြောထောင်မလဲစတာကိုပေါ်ပြပေးလိုက်ပါတယ်အပြစ်တင်ခြင်းနဲ့နောင်တာ အပြစ်တင်ခြင်းကိုရှောင်ကျင်ဖို့လိုတယ်သူတစ်ပါးကိုအပြစ်မတင်ဖို့အရေးကြီးတယ်လို့ ကိုကိုကိုလည်းအပြစ်မတင်ဖို့အရေးကြီးတယ်ဒီအချက်ဟာစိတ်ဆွမ်းအားကြီးမားဖို့အတွက်အရေးကြီးတဲ့အချက်ဖြစ်တယ်ဘယ်တော့ကငါပဲလို့မလုံမိလို့ဒုက္ခတွေးတာပဲဆိုတဲ့အတွေးရဲ့နောက်ွယ်မှာနောင်တဆိုတဲ့အချက်ပါနေတယ်အဲ့ဒီနောင်တဟာစိတ်ဆွမ်းအားကိုပြည့်စည်စေတယ် နောင်တနဲ့အတူလူတွေဟာမိမိကိုယ်ကိုအပြစ်တင်ကြတယ်နောင်တဆိုတာလူတွေမှာမရှိတင်တာတော့မဟုတ်ပါဘူးရှိတင်တယ်လို့ရှိတာကောင်းပါတယ်ဒါပေမဲ့နောင်တဆိုတဲ့နောင်တကိုနှစ်သွားရင်ပြန်ပြီးရုံးထွက်ရကတ်တယ်အကောင်းဆုံးကဘဝခရီးရှိဆက်တစ်ချောင်းလုံး အဲ့ဒီလို အမှန်မျိုးမှတ်မှားအောင်အကောင်းဆုံးနေထိုင်ခြင်းဖြစ်တယ်